အေရီတိုင်းဒေသကြီးကြုံပြောခရိုင်ရေချီမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစိမ့်လဲရေချီခမ်းမမှာ2025ခုနှစ်ကဘာမျက်မြင်ပပရရင်းနဲ့ထိမ့်မှန်ခနာကိုဒီနေ့နှစ်ပိုင်းကကျင်းပရာလနေသာကြီးဝန်ကြီးချုပ်ဦးတမဝင်းကကဘာကျန်းမာရေးဖွဲ့ရဲ့ခမ်းမန်းဖော်ပြချက်အရကဘာပေါ်ရှိလူရေ1ဘီလီယံခန်းဟာအမြင်အာရုံ ထိခိုက်မှုများကိုခန်းစားနေရပြီး၎င်းတို့နဲ့အမြင်အာရုံထိခိုက်မှုရဲ့80%ခန့်ဟာကာကွယ်ကုသ၍ရရှိနိုင်တာကို သိရကြောင်း မြန်မာနိုင်ငံမှာမျက်စိမမြင်ခြင်းကိုဖြစ်စေနိုင်တဲ့ယောဂါမှာအတွင်းတင်ယောဂါ၊မျက်မှန်လိုအပ်ခြင်း၊ထိခိုက်တံရရရှိခြင်း၊ရေတင်ယောဂါနဲ့စီးကျိုသေးတို့ယောဂါကြောင့်ဖြစ်ပေါ်တဲ့ယောဂါများဖြစ်ပြီးအတွင်းတင်ယောဂါမှာမျက်စိကွယ်ခြင်းအလုံးရဲ့80%ရာခိုင်နှုန်းခန့်ရှိတာကိုတွေ့ရှိရပါကြောင်းဘဝတခြားအမြင်အာရုံချုပ်ရင်းမှုမရှိစေဖို့အတွက်ရငယ်စဉ်အရွယ်ကလေးရွယ်မှစပြီးမျက်စိကျန်းမာရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားပါတယ်။ အိနာဒိုင်းနီသာချင်းဝင်ကြီးကျောင်းနယ်ဖွဲ့ဟာရဲချင်းမျိုးပြည်သူ့စေယုံတို့တွားရောက်ပြီးမျက်စိခွဲစိတ်ကုသမှုစီစဉ်ကိုတွားရောက်ကြည့်ရှုအားပေးပါတယ်။ဦးစွာမျက်စိဝေဒနာရှင်များအားအပိတ်စကားပြောကြပြီးဒိုင်းနီသာချင်းဝင်ကြီးကျောင်းနယ်ဇနီးနဲ့မိသားစုကမျက်စိဝေဒနာရှင်များအားနေလေစာအာဟာရဒါနနဲ့စားသောက်ဖွဲ့ရများလှူဒါန်းပါတယ်။ အိမ်နောက်ရေချင်မြို့နယ်အားစားခမ်းမတို့တောင်းရပြီးဒုတိယအကြိမ်မဲစရင်ကတ်ချားကျင်ညာရမှာအသက်၁၈နှစ်နဲ့အထက်မဲပေးခွင့်ရှိသူများမကြံရှိစေအတွက်မြို့နယ်မြေပြင်ကွင်းစင်စင်ကောက်ရေးကြည့်ကြမှုကော်မတီဖွဲ့ဝင်များဖြစ်တဲ့ဒုတိယအုပ်ချုပ်ရေးဦးစီးဌာနလွေမှုကြည့်ကြိုင်နဲ့ပြည်သူ့ဝန်ရောင်းဝန်ကြီးဌာနရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများကရက်ွက်ကြေးရအုပ်စုများမှလူရည်စင် ပြည်စုံမှတ်ကန်စေအတွက်တအိမ်တက်စင်မြေပြင်ကွင်းစင်တိုက်ဆိုင်စစ်ဆင်နေမှုကိုကြည့်ရှုခဲ့ပြီးမဲပေးခွင့်ရှိတဲ့နိုင်ငံသားတိုင်းနိုင်ငံသားအခွင့်အရေးဖြစ်တဲ့မဲပေးခွင့်မဆုံးရှုံးစေရေးစည်ရင်များပြည်စုံမှတ်ကန်စေနဲ့လိုအပ်တာများကိုတက်ဆိုင်ရာဌာနများနဲ့ညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနကွဲမှပေးပို့ထားတာဖြစ်ပါရှင်။